Hotspot ပြည်သက်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့တွင်းကလဲလို့ပတ်လို့သွားလို့လာလို့ကောင်းတဲ့နေရာလေးတွေ hidden place လေးတွေကိုရှာဖွေတင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ Hotspot season ကနေပြီးတော့ကြိုးစားပါတယ်ပြည်သက်တွေရဲ့အားလိုက်ရက်တွေကိုပြည့်စုံစေမဲ့ကျွန်တော်တို့ရဲ့ Hotspot season ကနေပြီးတော့ဒီတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့ဆိုင်လေးကတော့တကုံမြို့တွင်းမြောက်ပိုင်းမှာရှိတဲ့ကြာမြို့လမ်းတွေထဲမှာရှိတဲ့ ပီကိုကာစာဆိုတဲ့ဆိုင်လေးကနေပြီးတော့ကျွန်တော်တက်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျ။အဲကျွန်တော်ဒါရောက်နေတဲ့နေရာကတော့ပီကိုကာစာရဲ့ဆိုင်အဝင်ဝနေရာလေးဖြစ်ပါတယ်။ဒီနေရာလေးတော့တော်တော်လေးကျွန်တော်တို့ကကြည့်လို့ကောင်းနေတယ်လို့ထင်ရတယ်။ပြီးတော့ဒီဆိုင်ထဲမှာနောက်ထပ်လည်း location လှတဲ့နေရာလေးတွေရှိသေးတယ်။အစားအသောက်ကောင်းကောင်းတွေလည်းရတယ်လို့သိထားရပါတယ်။အဲတော့ကျွန်တော်တို့ရဲ့ပီကိုကာစာဆိုင်လေးကနေပြီးတော့မှဘလောက်ထိအမိုက်စားရတာ fight လေးတွေကိုရရှိမလဲဆိုတာကိုကျွန်တော်တို့ရဲ့ hotspot စီစဉ်ကိုဆက်ပြီးကြည့်ပေးပါအောင်ဗျ။ ဟော့စပါပရိသတ်တွေအားလုံးကမင်္ဂလာပါကျွန်တော်တို့ခု Pico Casa ရဲ့ဆိုင်ရင်တွင်းမှာရောက်နေပြီဖြစ်ပါတယ် Pico Casa ကျွန်တော်မြန်မာလူဆိုလို့ရှိရင်တော့ APC ဆိုတဲ့ဆိုင်လေးက Fight ကတော့လုံးဝ APC ဆိုတဲ့အတိုင်းပဲကြာထိုင်ရတာလဲတစ်သားကုန်လေးတွေအဲပူပူတေးလေးတွေပေါ့နော်ပြီးတော့အောက်မှာထိုင်ရတဲ့ Fight ကလေးတွေဒါတွေအကုန်လုံးကကျွန်တော်တို့ဒီဘာနဲ့တူလဲဆိုတော့ Snow White ထဲမှာကိုကိုလူပူလေးဖြစ်သွားတယ်ဆိုတော့ခံစားချက်တောင်ရရတယ်ပေါ့နော် APC ဆိုတဲ့နာမည်လေးတော်တော်လေးလိုက်ပါတယ် ပရဒတ်တွေအားလုံးတွဲကျွန်တော်တို့ hotspot season ကနေပြီးတော့မှာကျွန်တော်ဒီကနေ့မှာဆိုလို့ရှိရင်တော့ APC Pico Garza ဒီစားတော့ဆိုင်နေမှာပေါ့เนาะကျွန်တော်တို့ဒါ breakfast နေနဲ့လာပြီးတော့စားကြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆုံးနာလဲပရဒတ်တွေကိုလိုက်ပြီးတော့ဒီ Pico Garza တွေကဒီနေရာလေးလိုက်ပြပါဘောเนาะအားလုံးက APC ဆိုတဲ့အတိုင်းပဲအင်္ဂလိပ်နေရာတည်တည်လေးတွေဒီကကျွန်တော်ဒီမှာတွေ့ရတဲ့ မိုင်မပြေရတော့ကွန်ဒရီမထရီရတော့အဲ့လိုမျိုးဆိုင်းဖို့လေးရတယ်တိတိလေးနဲ့အရင်အဲ့လို queue ဖြစ်တယ်ဗျာအိမ် PC ဆိုရင်ပဲကျွန်တော်မာလာတဲ့အစားအသောက်တွေကတော့ heavy ပဲ heavy ပဲလာကြ PC လေးမဟုတ်ဆိုတော့ကျွန်တော်ဘာမာလာလဲဆိုတော့ဒီနေ့ကျွန်တော်စားမှာကဒီမှာကကွေးတီယိုအတုပ်ပေါ့နော်ကွေးတီယိုကကြတော့ Pico Casa မှာအဲကောင်းတယ်ဆိုပြီးတော့လည်းတော်တော်များများ recommend ပေးရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါကွေးတီယိုအတုပ်ကိုကျွန်တော်တို့ဒီချက်သားနဲ့မာလာတယ်ပြီးတော့ဒါမာလာကင်တုပ်မာလာကင်တုပ်ကတော့ ။ဒါပေမဲ့လူကြိုက်များမယ်ထင်တဲ့အစားအစာတစ်ခုအနေနဲ့ကျွန်တော်မှားလိုက်တာပေါ့နော်။အဲနောက်တစ်ခုကတော့ coffee မှားရတယ်ပေါ့နော်။ coffee ကတော့ဒီကုကစားပါကျွန်တော် coffee တောက်ချင်လို့တရားမှားရတာ။ပုံစံလေးကစိတ်စိတ်လေးလည်းဖြစ်မယ်။ဒါ special ပေါ့နော်။ဒါပရိသတ်တွေပြီးွားလို့ကျင်တာကျွန်တော်အရသာလေးအဲတောက်ပြီးွားလို့ရှိရင်ပရိသတ်တွေကျွန်တော်ညှို့မိမယ်။အဲတော့ဘလို့သူတွေကြိုက်မယ် coffee မျိုးလဲဆိုတာလည်းကျွန်တော်ညှို့မိမယ်။သားတော့ဗျာမြင်နေရစားကျင်နေတယ်ရာအိုက်ရှာပါဆန်ဒရစ်ဆန်ဒရစ်ကိုမှတော့ဝတ်သားတယ်ဆန်ဒရစ်ကိုနော် ကျွန်တော်ရန်ဆွဲဆောင်နေတယ်မှာဝတားနဲ့ဆန်ဒရစ်ပါတယ်။ Okay အဲ့တော့ဆန်ဒရစ်တို့ဘာလို့ကတော့နည်းနည်းစားတော့ပြီးတော့မှကျွန်တော်တို့နောက်ဆုံးအနေနဲ့စားမယ်ပေါ့နော်။အဲ့ပထမဆုံးနေကျွန်တော်တို့နံပါတ်ကြီးနေတဲ့ကွေးတီကိုအရင်ဆုံးပြီးကြည့်ပါမယ်။ကွေးတီတုပ်လေးရကြတော့ကျွန်တော်အမှန်တမ်းပြောလို့ရှိရင်တော့ဟင်းကြီးကောင်းကောင်းလေးနဲ့တွဲဖက်ပြီးစားတဲ့ခါကျလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်။အပြုံးနေလေကျွန်တော်ဟင်းကြီးပြီးကြည့်လိုက်ပါလား။ဟေးကတော့ဒါမုံလာဦးဟင်းကြီးကိုအသားပြုတ်ရည်ထဲမှာထည့်ထားတဲ့ပုံစံမျိုးပေါ့နော်မုံလာဦးဖတ်နေတာပါလေရှယ်ပဲ အာဟင်းရီကိုကျွန်တော်တောက်ကြည့်ရတော့ကတော့ဟင်းရီကကြတော့ကျွန်တော်အဲ့လိုဆိုင်ကအရာတာမျိုးမရပဲနဲ့အဲ့လိုအိမ်မှာအမေချက်တဲ့အရာတာမျိုးတော့အိမ် bike ကိုရတယ်ဗျာနော်အဲ့ဟင်းရီတွေကထားကြတယ်။အဲကျွန်တော်သဘောကျပါတယ်။ဒီဟင်းရီပုံစံမျိုးလေးကကျွန်တော်တိုက်တဲ့ပုံစံမျိုးလေးဖြစ်တယ်။အဲကြောင့်အစီအစဉ်တွေဆမ်းပြီးတော့ကွေးတွေတို့ကိုဆွဲကြည့်မယ်ဗျာ။ကဖယ်လုံးလေးရလဲဒီမှာတော်တော်လေးဆွဲဆောင်မှုရှိတယ်။တုံးလေးရစား ကွက်တွေတော်တော်ကောင်းလာဗျ။အင်းတောင်းတန်ကွက်တွေကြိုက်တတ်တဲ့လူဆိုလို့ရှိရင်တော့တခါတည်းကျွန်တော်ဟက်တီသွားမယ်ရအောင်လို့ပဲကျွန်တော်ယောက်ျားလေးလည်းဖြစ်တယ်တက်တဲ့အဆက်တွေပါမကြိုက်တဲ့လူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကွက်တွေကိုစားပြီးစားလိုက်တဲ့အချိန်မှာနည်းနည်းလေးဆက်သွားတယ် ဒါပေမဲ့အိပ်စက်တဲ့ရတာလေးကပိတ်တွေကိုပို့ပြီးတော့မှပြည့်စုံနေတယ်အောင်ကျွန်တော်ထင်သွားရပါတော့တော်တော်လေးရတာရှိပါတယ်ပြီးခုကစားလာမယ်ဆိုလို့ရှိရင်ကွစ်တွေကိုလည်းကြိုက်တယ်ဆိုလို့ရှိရင်တော့လုံးဝ try နေတဲ့နယ်မှာပါတယ်လို့ကျွန်တော် recommend ပေးမယ်ကွစ်တွေကကျွန်တော်ရဲ့ဒီဆယ်မှတ်ပေးရမယ်ဆိုဆယ်မှတ်အပြည့်ပေးရဟုတ်ကဲ့ပါကျွန်တော်ကွစ်တွေကိုမြည်ကြည့်ပြသွားပြီတကယ်လည်းကောင်းတယ်ဆိုတော့ကျွန်တော်တို့ဒါကမာလာကင်တုတ်ပေါ့နော်မာလာကင်တုတ်ကကြတော့တော်ပြည်တွင် local ၅အသားလုံးနဲ့ပဲလှူထားမာလာကင်တုတ်ကမှာကျွန်တော်အပေါ်ကနေပြီးတော့မယောနိစ်လေးဒါ ဖြူးထားတယ်ပြီးတော့နှမ်းစီလေးနေပါတော့နှမ်းစီလေးနေဆိုတော့စားကြင်ကြရဖြစ်နေတော့ Xbox ကဟိုဘယ်ဘက်ကအသားတွေတော်မျိုးမဟုတ်ပဲနဲ့သူကအရသာလေးရဲ့အရသာပေါ့နော်အဲ့ရသာလေးမပါဘူးနည်းနည်းလေးဟိုပို့ပြီးတော့နည်း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 ရှိရဲ့ပြီးတော့အရသာလည်းပို့ပြီးတော့မှပြတ်တဲ့ကိုဝင်နေတယ်ကိုက်လိုက်လို့ရှိရင်လည်းတော်တော်ထုတ်ထုတ်ထုတ်နေဖြစ်တယ်အဲ့တော့ local လည်းဖြစ်တဲ့အတွက်ကြောင့်မို့ ဒီစားသားတွေကမင်းကလေးတွေပိုကြိုက်မယ်လို့ထင်ပါတယ်ဒါပေမဲ့စားကြည့်တဲ့နယ်မှာပါပြချင်းဘွားဇွန်လေးခင်းလေးပါနော်ဇွန်လေးခင်းလေးဆိုတော့အိမ်ပီးစီဆိုတဲ့အတိုင်းပဲအဲ့လိုသေးသေးလေးဒါလေးရတယ်ဒီမှာကာရတာချစ်ဖို့ကောင်းတယ်အိမ်မှာစားရလို့ဖြစ်တာပါဗျာဟုတ်ပြီလား ကော်ဖီစမ်းကြည့်မယ်ဟွန်းကော်ဖီတော့မှာကော်ဖီကကျွန်တော်တို့ဖီဂျူရဲပါနော်ကျွန်မတောက်ကြည့်ခင်မှာကျွန်တော်ရဲ့ဒါသုံးသက်ကြရဆိုတော့ချိုသိမ့်မှကိုသွားမှာနော်အဲ့တော့ကော်ဖီလေးကိုကျွန်တော်စမ်းပြီးတောက်ကြည့်မယ်อืม ထင်တာအတိုင်းပဲချိုချိုစိမ့်စိမ့်နဲ့အရင်တန်းမှာအဲ့လိုအီပြီးတော့ဆင်းသွားရရတာပေါ့နော်ကော်ဖီကိုချိုချိုစိမ့်စိမ့်ကြိုက်တဲ့သူတွေတော့ကလုံးဝကြိုက်သွားမယ်ကော်ဖီလိုဖြစ်ပါတယ်ကျွန်တော်တို့အဲကော်ဖီခါခါကြိုက်တတ်တယ်ကော်ဖီဆိုရင်ခါခါမှကြိုက်တယ်ဆိုတဲ့သူတွေတော့ကတော့ကျွန်တော်တို့အဲဒီကော်ဖီမမှပဲနဲ့ပေါ့နော်ကျွန်တော်ဒီကုတ်ကသာကော်ဖီမမှပဲနဲ့တခြားလိုခါမယ်ကော်ဖီမျိုးတွေကိုရွေးပြီးတော့မှားပြီးတော့တောက်ပေးပါဒါကတော့အချိုစိမ့်ကြိုက်တဲ့သူတွေတော့ကတော့လုံးဝ ရွေးချယ်ရမယ်ပီကိုကာစာရဲ့ signature coffee ဖြစ်ပါတယ်။โอเคဗျာကျွန်တော်စားကြည့်ခြင်းနေတဲ့ sandwich ပေါ့နော်ကျွန်တော်လည်းမဟုတ်ကျွန်တော်တို့ရိုက်ကူးရေးဖွဲ့သားတွေအကုန်လုံးကဒီ sandwich ကိုကြည့်ပြီးတော့ share ပဲလို့ပြောနေကြတယ်။အဲ့တော့တကယ် share မ share လို့ကျွန်တော်တို့စားကြည့်လိုက်အောင် တော့အထဲမှာကျွန်တော်တို့မြင်နေရတဲ့အထဲမှာဒီဝတ်သားဝတ်သားနဲ့မယောနီစ်နေတယ်မြင်နေရအဲ့ဒါကိုပါဆွဲဆောက်အောင်လားပေါ့နော်嗯，嗯，那，反正是 review 吧，喏。 ပေးရမယ်ကျွန်တော်ကစန်ဒွိ့တို့ပါတို့တော့ကျွန်တော်အမှန်တိုင်းပြောလို့ရတယ်ကျွန်တော်တူနာငါးနဲ့တော့ပိုကြရတယ်ဗျအဲဒီဝတာနဲ့ကြတော့လေဒါကတမျိုးတော့ဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်အတွက်ကြတာစန်ဒွိ့ကျွန်တော်ကြိုက်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါဝတာကလည်းကြိုက်တယ်စန်ဒွိ့ပုံစံမျိုးလည်းစားကြည့်နေဆိုလို့ရှိရင်တော့ဒီကြိုက်ပြီးစားသုံးတဲ့နေရာမှာပါတယ်ကောင်းတာတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ကတော့တူနာနဲ့စန်ဒွိ့ကိုတော့ကျွန်တော်ရဲ့ personal favorite ဖြစ်တယ်ဒါကတော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်တို့ ဒီဘက်သားနဲ့လှုပ်ထားတဲ့ central လေးကိုကျွန်တော်စားလိုက်တာဖြစ်ပါတယ်ဆိုရကကြတော့အားလုံးညုံချုံကုန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကွစ်တီကိုကောင်းတယ်တော်တော်လေးကွစ်တီကိုကောင်းတယ်တယ်မှာပါတယ်မာလာကင်တုတ်ကကြတော့ကျွန်တော်တို့ Facebook ထုတ်ထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီ local အသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စားရတာရတာနည်းနည်းလေးပို့ပြီးတော့ကောင်းတယ်ထထထထဖြစ်တယ်ဗျာပြီးတော့ရသာအရင်မလေးဘူးအရင်ပြင်းနေရတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့မယောနီစ်လေးနဲ့ဟိုကနှမ်းစီလေးနဲ့ဆိုတော့ ။ပါလာကင်းတော့လည်းကျွန်တော်တို့ဒါယူချရမယ်နဲ့မှာပါတယ်။အဲကော်ဖီကတော့ကျွန်တော်စားပြောလို့ပဲအခါကြိုက်တဲ့သူတွေကတော့ဒီကိုကစားရဲ့ signature coffee ကိုရှောင်ပြီးတော့တောက်ပါတော့။ချိုသိမ့်ကြိုက်တယ်ဆိုလို့ရှိရင်တော့တန်းလာမှာလိုက်တော့။ Sandra ကတော့ကျွန်တော်စားပြောရတဲ့အချိန်ပဲ။ Water နဲ့လှုပ်ထားတာဖြစ်တော့တော့ကြမလို့ Sandra ရဲ့အရသာအထူးကြတယ်။အဲလို Water တရားလာပြီးမှတခြားဒီပေါမုတ်သားနဲ့ပြီးတော့တခြားဒီထဲမှာပါဝင်ပစ္စည်းရင်းနဲ့ဆိုတဲ့အခါကျတော့ Sandra ကတော့ပြည်သက်တွေကြိုက်ရင်လည်းကြိုက်တယ် ကြိုက်လည်းမကြိုက်ဘူးเนาะဒါကကျွန်တော်ကတော့ပုံစံပုံမှပြောလို့မရတေချာကတော့ကိုယ်တူတော့ကြိုက်တယ်โอเคဗျာအဲ့တော့ကျွန်တော်တို့ဆက်စားလိုက်အောင်စားပြီးသွားလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ဒီဘီကိုကစားအောင်လာတဲ့ခါကြလို့ရှိရင်ပြည်သက်တွေထဲမှာကျွန်တော်တို့ရှင်တယ်ဘယ်စားကြရတွေကကိုနဲ့အဲ live ဖတ်ပြီးတော့မှာစားတင်တယ်ဆိုတာလေးလည်းကျွန်တော်တို့တစ်ခါတည်းစဉ်းစားရလို့ရအောင်ပေါ့နော်ဒီမှာတခြားအောင်တဲ့လည်းတခြား ้าเสียอายอายရှိသေးတယ်ပြီးတော့တကယ်တမ်းစိုင်ဖွင့်ပြီးတော့စီရဲချိန်ကတော့ကျွန်တော်တို့ဒါညနေလောက်မှတော့ဆိုင်းဆီရပါတော့ကျွန်တော်တို့ကဒီ breakfast နေနဲ့မနေ့ပိုင်းလာပြီးတော့ရှားကြတယ်ပြီးတော့ဒီထိုင်နေရာနေရာလေးရာလဲဒါငွေချင်းတွေစုပြီးလာမယ်ဆိုလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေတယ်အဲ့ဒါဟိုမှအဲ့တော့ဂိမ်းတွေပါရီဆော့ကျင်တယ်ဆိုလို့ရှိရင်ဂိမ်းစာကျော် parcel ဂိမ်းတွေပါရီဆော့မယ်ဆိုလို့ရှိရင်လည်းနေရာကြဲကြဲဝုန်းဝုန်းရှိရယ် location ရလဲစိတ်ငြိမ်ပြီးတော့မှအေးအေးချမ်းချမ်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါစာတွေပါရီဖတ်မယ်အေးအေးလာချေးကျင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းပြည့်စုံပါတယ် ော့ Pico Casa ABC နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးနေတာတော့ဒီလောက်ပါပဲဆက်ဆွဲလိုက်အောင် အဲဒီကနေ့ကျွန်တော်တို့ရဲ့ hotspot စီစဉ်ကနေပြီးတော့ disset ပေးခဲ့တဲ့ Pico Casa ABC လေးနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကြည့်ရှုပြီးတော့စိတ်ကျဉ်းနိုင်မယ်လို့ယုံကြည်ပါတယ်။နောက်တစ်ပတ် hotspot စီစဉ်မှာတော့ကျွန်တော်တို့တွေဘယ်ကိုသွားကြမလဲ၊ဘာစားကြမလဲ၊ပြီးတော့ဘာတွေလုပ်ကြမလဲ၊ပြီးတော့ပြည်သက်တွေတော့ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ disset ပေးမှုလေးတွေကိုကျွန်တော်တို့ဒါစီစဉ် disset ပေးမလဲဆိုတာဆက်လက်ဆောင်ကြည့်ဖို့ဖိတ်ခေါ်ရင်းနဲ့ဒီကနေ့ hotspot စီစဉ်ကနေပြီးတော့ပြည်သက်တွေအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။ hotspot Thank you